မင်္ဂလာပါခင်ဗျာဆရာမြတ်ငိမ့်ပါသာပြန်နဲ့ဖအေနှူးတင်ပေးတဲ့ဆင်းရဲနီးချမ်းသာနီးစာအုပ်အခန်းနှစ်ကို တင်ဆက်ပေးလိုက်ပါတယ်တင်ကန်းစာတစ်ချမ်းသာသူတွေက ဝင်ငွေရဖို့အလုပ်လုပ်ခြင်းမဟုတ်ဖေဖေချမ်းသာလာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ကို ပြောပြနိုင်မလားဟင် ဖဖေကညနေပိုင်းတို့သတင်းစာကို အောက်သို့ချလိုက်၏မင်းကဘာဖြစ်လို့ချမ်းသာခြင်းရတာလဲတားရဲ့ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ပဲဂျင်မီမေမေကသူတို့ရဲ့ကက်ဒီလက်ကားတစ်ကြီးမောင်းလာတယ်သတင်းဘက်ကုံရက်တွေမှာ သူတို့ရဲ့ငွေတောင်ရန်အိမ်ကိုသွားကြမလို့တဲ့ဂျင်မီကသူ့တငယ်ချင်း၃ယောက်ကိုခေါ်သွားမယ်လीမိုက်နဲ့ကျွန်တော်ကိုတော့မခေါ်ဘူး ကျွန်တော်တို့ကိုမခေါ်တာကျွန်တော်တို့ကငမွဲတွေမို့လို့တဲ့ဖေဖေရဲ့ဟေးသူတို့ဒီလိုပဲပြောသလားဖေဖေမယုံကြည်နိုင်စွာမေး၏ဟုတ်တယ်သူတို့အဲ့ဒီအတိုင်းပြောတာကျွန်တော်နာနာကြီးကြီးလေးတန်ဖြင့်ပြော၏ဖေဖေကနှုတ်ဆက်စွာဖြင့်ခေါင်းကိုရမ်းခါနေသည် နှာနုယိုးဘော်ကမျက်မှန်ကိုပြန်ပင့်တင်ပြီးတည်င်းစာပြန်ဖတ်နေသည်ကျွန်တော်ကသူ့နဘေးမှာမတ်တပ်အဖြေတစ်ခုရလူရညာစောင့်စားလျက်ထိုနှစ်က1956ကျွန်တော်အသက်9နှစ်ကံအလှဲ့ကလေးတင်ပြီးကျွန်တော်ဒီလူချမ်းသာသားသမီးတွေတက်သည့်ပြည်သူပိုင်ကျောင်းမှာတက်ခွင့်ရသည် ျွန်တော်တို့မြို့ကလေးတီကြံဆိုင်ခင်းတွေအ धिक ထားသည့်စိုက်ပျိုးရေးမြို့ကလေးဖြစ်သည်။စိုက်ခင်းမန်နေဂျာများနှင့်ဆရာဝန်တွေစီးပွားရေးလုပ်ငန်းရှင်တွေဘဏ်မန်နေဂျာတွေကဲ့သို့သောတထေးတွေက သူတို့သားသမီးတွေကိုဒီကြောင်းတို့ပဲပို့သည်။တဒန်းမှ6တန်းအထိ6တန်းအောင်သွားလျင်သူတို့ကလေးတွေကို ပုတ်ကလေးကပိုင်ကျောင်းတွေမှာထားတာများသည်။ကျွန်တော်မိသားစုကကျောင်းရှေ့လမ်း ကျောင်းရှိသည့်ဗတ်ချမ်းမှာနေထိုင်သည့်အတွက်ကျွန်တော်ဒီကျောင်းမှာပဲတက်ရသည်အကယ်၍လမ်းတစ်ဖက်ချမ်းမှာနေလျင် အခြားကျွန်တော်လူကလေးတွေတက်သည့်အခြားကျောင်းတစ်ကျောင်းမှာတက်ရပေမည်၆တန်းအောင်ပြီးလျင် ကျွန်တော်တို့ပြည်သူပိုင်အလယ်တန်းကျောင်းများအထက်တန်းကျောင်းများသို့သွားရမည်ကျွန်တော်လူတခြားကလေးတွေအတွက်ကော ကျွန်တော်အတွက်ပါ ပုတ်ကလေးကပိုင်ကျောင်းဆိုတာမရှိဘူး နောက်ဆုံးတွင်ဖေဖေကသတင်းစာကို အောက်သို့ချသည်သူစဉ်းစားနေကြောင်းကျွန်တော်သိသည်အင်းကွက်သားရေသူဖြေးလေးစွာ စကားဆသည် မင်းချမ်းသာခြင်းတပဆိုရင်ငွေရှာဖို့လေလာစီးဘူးပေါ့ကွယ်ကျွန်တော်ဘယ်လိုငွေရှာရမလဲဖေဖေအဲခေါင်းသုံးဖို့သားရေ သူပြုံးပြီးပြောသည် သူဆိုလိုရင်းကအဲ့ဒါပဲငါပြောတတ်တယ်သို့မဟုတ်အဖြေကိုငါမသိဘူးဒီတော့ငါကိုစိတ်ရှုပ်အောင်လာမလုံးနဲ့ဟူသည်အစူးဇက်လုပ်ငန်းတည်ထောင်လိုက်ပြီနောက်တနေ့နန်းနဲ့ကြတော့ဖေဖေအပြောကိုကျွန်တော်အချစ်ဆုံးတငယ်ချင်းမိုက်အားပြန်ပြောပြသည် ကျွန်တော်တည်သလောက်ပြောရရင်ကြောင်းမှာ ငမွဲကလေးတွေဆိုလို့မိုက်နဲ့ကျွန်တော်ပဲရှိသည်မိုက်ဒီလဲကျွန်တော်လိုပင်ကံအလှဲ့ကလေးတင်ပြီးဒီเจ้าတို့ရောက်လာခြင်းဖြစ်၏ဒီเจ้าနဲ့သက်ဆိုင်သည့်နယ်မြေကိုတစုံတစ်ယောက်ကစီဝိုင်းဆွဲပစ်လိုက်၏၎င်းစီဝိုင်းထဲမှာကျွန်တော်တို့နေထိုင်သည့်အတွက်တထေးသားသမီးများနှင့်အတူဒီเจ้าတို့ ရောက်ကြသည်တကယ်တမ်းကျတော့ကျွန်တော်တို့မစင်းရဲပါ စင်းရဲသည် ဟုကျွန်တော်တို့ယင်တဲ့ခံစားနေရခြင်းဖြစ်၏ ။ဘာကြောင့်ဆို အခြားကလေးတွေကြည်လိုက်ရင်ဘေ့စ်ဘောလက်အိတ်အစ်စ်တွေစပိန်အစ်စ်တွေအစအစအရာရာအစ်စ်တွေနှင့်ကြီးဖြစ်နေသောကြောင့်ပင်မိဘတွေကကျွန်တော်တို့အားစားဝတ်နေရေးအခြေခံလိုအပ်ချက်များဖြည့်ဆည်းပေး၏။သို့သောဒီလောက်ပါပဲ။မင်းတစ်ခုခုလိုချင်ရင်အဲ့ဒါရအောင်အလုတ်လုတ်ပေါ်ဟုဖေဖေက ပြောလေရှိသည် ကျွန်တော်တို့လူကျင်နာတွေကအများကြီးသို့တော့ကျွန်တော်တို့လူကိုနှစ်သားခြာတိတ်လေးတွေအတွက်အလောက်ကန်တိတ်များများစားစားမရှိဒီတော့ငွေရအောင်တို့ဘာလောက်ကြမလဲဟုမိုက်ကမေးသည်ဘယ်သိပါမလဲဒါပေမဲ့မင်းငါနဲ့တွဲလောက်ချင်လား तू သဘောတူသည်တို့ဖြင့်ထိုစနေနေ့နနက်တွင် မိုက်သည်ကျွန်တော်ဤပထမဆုံးအစုဆက်လုပ်ငန်းရှင်ဖြစ်လာတော့၏ ကျွန်တော်တို့တမနဲ့လုံးငွေရရေးအတွက်အမျိုးမျိုးအဖုံဖုံ စိတ်ကူးကြ၏အကြံထုတ်ကြ၏ဂျင်မီတို့၏ငွေတောင်ရန် အိမ်မှပျော်မြူးနေကြမည်အပြတ်သားနာသည့်ငနေများအကြောင်းလဲမကြမကြပြောမိကြ၏သူတို့အကြောင်းပြောရတာရင်ထဲနည်းနည်းတော့နာသည်ဒါပေမဲ့ဒီနာကြီးချက်ကလေးကကောင်းပါသည်ဘာကြောင့်ဆိုဒီနာကြီးမှုကလေးကကျွန်တော်တို့နှစ်ယောက်အား ငွေရှာနီးများဆက်လက်စင်စားပြစ်အောင်လှုံ့ဆော်နေသောကြောင့်ဖြစ်နောက်ဆုံးထိုနေ့မွန်းလွဲပိုင်းတွင် ကျွန်တော်တို့ကောင်းတဲ့သူအလင်းနှန်းတစ်ခုလျှက်ပြက်သလိုဝင်းလက်လာသည်ထိုຢာကားစိတ်ကူးတစ်ခုမိုက်ဖတ်ထားသည့်တိတ်ပံစာအုပ်တအုပ်ထဲမှထွက်ပေါ်လာသည့်စိတ်ကူးကျွန်တော်တို့နှစ်ယောက်တက်ကြွမြူးပျော်စွာလက်ဆွဲနှုတ်ဆက်လိုက်ကြ၏ခုတော့ကျွန်တော်တို့အဖော်နှစ်ဦး လုပ်ငန်းတစ်ခုထူထောင်လိုက်ကြပြီ။နောက်သတင်းပတ်ပေါင်းများစွာအတွင်းကျွန်တော်တို့နှစ်ယောက်နီးနားဝန်းကျင်မှပြေးလွှားလှုပ်ရှားကြသည်။အိမ်ပေါက်စိတ်တကားခောက်ပြီးသူတို့၏တွားရိုက်စေးတောင်းအဟောင်းများကိုလွှင့်မပစ်ဘဲကျွန်တော်တို့ကိုပေးဖို့မှာကြားကြသည်။လူကြီးတွေကဝေခွဲရခက်သောအကြည့်ဖြင့်ကြည်ကြ၏။ပေးမိဖြစ်ကြောင်းအပြုံးတဝက်ဖြင့်ဂရိပေးကြ၏တချို့ကကျွန်တော်တို့ဘာလို့မလို့လဲဟုမေးကြသည် အဲ့ဒါတော့ပြောလို့မဖြစ်ဘူးခမဒါကစီးပွားရေးလုပ်ငန်းလျှို့ဝှက်ချက်ဖြစ်နေလို့ပါဟုကျွန်တော်တို့ပြန်ပြောခဲ့ကြသည်တရင်ဘတ်တွေကြာလာတော့ကျွန်တော်မိမိစိတ်အညစ်ကြီးညစ်နေပြီကျွန်တော်တို့ကသူဤအဝိရှော်ဆက်နဘေးတွင်ကျွန်တော်တို့ဤကုံညံပစ္စည်းတွေစုဆောင်းတူလောင်ထားကြသောကြောင့်ပင်တချိန်ကငရုတ်စီပလင်းများထဲ့သည့်ဂတ်တူဘူးအညိုတဲတွင်ကျွန်တို့တို့ဤသွားတိုက်စေးတော့အဟောင်းတွေ တဖြည်းဖြည်းများလာပြီနောက်ဆုံးတွင်မေမေကအပြတ်ကင်တော့ဤအိမ်နေချင်းများဤတွန့်လိန်နေသောတွားတိုက်ဆေးတောင်းအဟောင်းများကို ရှုပ်ရှုပ်ရှက်ရှက်မြင်ရပံများလာတော့သူစိတ်မရှိတော့မင်းတို့နှစ်ယောက်ဘာတွေလုပ်နေတာလဲဒါဟာစီးပွားရေးလုပ်ငန်းလျှို့ဝှက်ချက်ပါဆိုတဲ့စကားကိုငါထပ်မကြားခြင်းဘူးဒီတော့ဒီအမိုက်တွေကို ရှင်းပြရင် ရှင်းပြမဟုတ်ရင်ငါယူပြီးလွှင့်ပြရလိမ့်မယ်မိုက်နဲ့ကျွန်တော် ိုးရှိုးရသည် တောင်းပန်ရသည်မကြမီလုံလုံလောက်လောက်ရတော့မည်ဖြစ်ကြောင်းထုတ်လုံမှုစတင်တော့မှာဖြစ်ကြောင်းရှင်းပြရသည်အိနေချင်းအူဤသွားတိုက်စေဘူးများအကုန်ကိုစောင့်နေကြောင်းပြောပြတော့မိမိကတရင်တပတ်ရက်တိုးပေးမည်ဖြစ်ကြောင်းပြောသည်ထုတ်လုံမှုစတင်မည်နေ့ရက်ကို ရှေ့တိုးရတော့မည်ဖီအားအပေးခံနေရပြီကျွန်တော်ဤ ပထမဆုံးအစုဆက်လုပ်ငန်းကုန်လောင်ယုံကိုပြောင်းရွှေ့ပေးဖို့ကျွန်တော်မိမိကိုယ်တိုင်ကရာဇသံပေးနေပြီဒီတော့အိမ်နီးချင်းနှစ်အိမ်တို့မိုက်ကပြေးရသည်တွားတိုက်ဆေးဘူးတွေမြ мян ကုန်အောင်သုံးဖို့တွားဆရာဝင်ကတွားခဏခဏတိုက်ပေးဖို့မှာကြားကြောင်းပြောပြသည်ကျွန်တော်ကကုန်ထုတ်လုပ်မှုအစဉ်အစစ်အတွက်စတင်စီမံဆိုင်းပြင်းရပြီဒီနေ့တွင်ဖေဖေဒီသူ့မိတ်ဆွေနှင့်အိမ်ပြန်လာရာ ကိုနှစ်သားအရွယ်ကလေးနှစ်ယောက်အင်းဝင်ကားလမ်းပေါ်မှာအင်းလိုက်အားလိုက်ဂုံထုတ်လုံနေဒီကိုတွေ့ရ၏မြေပြူအမောင်းတွေကနေရာအနှံ့ပြန့်ကျဲလျက်စပွဲရှည်ကြီးတလုံးပေါ်တွင်เจ้าကနိုဘလင်းထဲသည့်ကတ်ထူဘူးသေးသေးကလေးတင်ထားသည်ကျွန်တော်တို့အိမ်မှအသားခင်မိဖို့တဲတွင်အပြည့်ထဲ့ထားသည့်မိသွေးတွေကအပြင်းဆုံးအပူချိန်ကိုထုတ်လွှတ်နေသည်ဖေဖေက အသာကလေးလျှောက်လာသည် ထုတ်လုပ်ရေးကိရာတွေပိတ်ဆို့နေသည့်အတွက်ကားဝင်လို့မရကားကိုအဝင်လန်းထိတ်မှရပ်ထားခဲ့ရသည်ဖေဖေနှင့်သူ့မိတ်ဆွေဇပွဲနာရောက်လာတော့မိသွေးဘိုးဘော်မှတန်မဏိအိုးတလုံးကို တွေ့ရသည်အိုးတက်ရှိ သွားတိုက်ဆေးဘူးတွေကအေးပျော်ကြနေပြီထိုခေတ်က သွားတိုက်ဆေးဘူးများကိုပလတ်စတစ်ဖြင့်မလုပ်သေးခဲဖြင့်လုပ်သည့်ဘူးတွေ ခဲဘူးဘော်ကဆေးတွေလောင်ကျွမ်းသွားသည်နှင့်ခဲတွေအေးပျော်ကုန်တော့ဤကျွန်တော်တို့ကမိမိအိုးထိန်ကရိယာများဖြင့်ထိန်ကန်ပြီးခဲရည်တွေကိုနိုဘလင်းဘူးဘော်ရှိ အပေါက်ကလေးထဲလောင်ထည့်ကြဤနိုဘလင်းကတ်တူဘူးတွေထဲတွင်ပလတ်စတာမှုန့်တွေရှိသည်ပလတ်စတာမှုန့်တွေကို ရေနှင့်မဖျော်မီနမောနမဲ့ကျွန်တော်ကြောင့်ပလတ်စတာမှုန့်တွေမှောက်ပြီးတနေရာလုံး ဖြူဖွေးနေသည်နိုဘလင်းကတ်ထုဘူးတွေကအပေါ်ယံအကာတွေဖြစ်၏အထက်တွင်ပလတ်စတစ်ပုံသွင်းခွက်တွေရှိသည်ပလတ်စတစ်ပုံသွင်းခွက်တွေထဲသို့ခဲရေဘူးတွေလောင်းထည့်သည်ကိုဖေဖေနှင့်သူ့မိဆွေစောင့်ကြည့်ကြသည်တတိထားနော်ဟုဖေဖေက ပြောသည် ကျွန်တော်မော့မကြည့်ပဲခေါင်းညှိတ်ပြလိုက်၏လောင်းထည့်ခြင်းကိစ္စပြီးပြတ်သွားမှတံမဏိအိုးကို အောက်ချပြီးကျွန်တော်ဖေဖေကို ပြုံးပြလိုက်သည မင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲကွဖေဖေကခတ်ထိန်နှင်းပြုံးလျက်မေးသည်ဖေဖေကျွန်တော်ကိုလှောက်ခိုင်းတာလုပ်နေတာလေကျွန်တော်တို့ချမ်းသာတော့မှာဖေဖေရဲ့ဟုတ်တယ်မိုက်ကပြုံးဖြဲပြဲနှင့်ခေါင်းညှိ့ပြသည်ကျွန်တော်တို့ကနှစ်ယောက်ဆက်တူလှောက်တာလေအဲ့ဒီပလတ်စတာပုံစံခွက် တွေထဲမှာဘာရှိလဲဖေဖေကမေး၏ကြည့် ဒီအတုတ်ကတော့ကောင်းမဲ့အတုတ်ဖြစ်မယ်။သူသေးသေးကလေးဖြင့်ပုံသွုံးွက်ထိတ်ကို ရိုက်လိုက်တော့နှစ်ချမ်းကွဲသွားသည်။အပေါ်ချမ်းကိုတတိကြီးစွာထားပြီးဆွဲခွာလိုက်တော့အထဲကခဲပြားစိတ်ကလေးတွေ ထွက်ကြလာသည်။အလိုဖျားရည်မင်းတို့ခဲနဲ့အကြွေစိတ်တွေထုတ်နေတာကိုအဲ့ဒါအမှန်ပဲဦးကျွန်တော်တို့ကိုလောက်ခိုင်းတဲ့အတိုင်းလုပ်နေတာလေကျွန်တော်တို့ငွေလုံနေတာဦးရဲ့ မိုက်ကယ်ကဝင်ပြောသည်ဖေဖေမိတ်ဆွေကတဖက်သို့လှည့်ပြီးဟဲဟဲပက်ပက်ရေတော့ဤဖေဖေကပြုံးပြီးခေါင်းယမ်းနေသည် သူ့ရှေ့မှမီးဘိုနှင့်ကတ်ထူဘူးအပြည့်သွားတိုက်ဆေးဘူးဟောင်းတွေနှင့် ပေါန်းနာမှုန့်တွေဖြင့်ဖြူဖွေးနေသည့်ကောင်ကလေးနှစ်ယောက်နောက်ပြီးနှကန်းစွန်းနေနရက်တက်ချိတ်မတက်အာရပါရပြုံးရလျက် ဖေဖေကကျွန်တော်တို့လက်ထက်ကပစ္စည်းတွေကိုချခိုင်းသည်ပြီးတော့အင်ရှိလေကတိတွေပေါ်မှာသူနှင့်အတူထိုင်ခိုင်းသည်ပြီးမှ အတူပြုတ်လုချင်းဆိုသည်သကလုံးအတိတ်ပဲကိုညင်ညင်သာသာ ရှင်းပြသည်ကျွန်တော်တို့အိမ်မက်တွေကြေမွပျက်စီးသွားလိမ့်မည်ဒီလိုလောက်တာတရားမဝင်ဘူးလို့ဦးပြောတာလားဟင်ဟု မိုက်ကတုံတုံရင်ရင်မေးသည်သူတို့ကိုလွတ်ပေးလိုက်ပါဗျာ ဖဖေးမိတ်ဆွေဝင်ပြော၏သူတို့ရဲ့ပင်ကိုဆွမ်းရည်ကလေးတွေဖွင့်မျိုးလာနိုင်တာပေါ့ဖဖေးကသူ့မိတ်ဆွေအားစိမ့်စိမ့်ကြည့်သည်ဟုတ်တယ်ဒီလိုလောက်တာတရားမဝင်ဘူးဟုညင်သာစွာပြောသည်ဒါပေမဲ့မင်းတို့နှစ်ယောက်တီထွင် အားကောင်းပြီးပင်ကို အတွေးရှိတာတော့သိတာတယ်ကွာဆက်စူးစမ်းကြကွာမင်းတို့အတွက်ငါဂုံယူတယ်ကွာ စိတ်ပြက်လက်ပြက်ဖြစ်သွားသောမိုင်းနှင့်ကျွန်တော်တို့ဤအရှုပ်ပုံတွေကို မရှင်းနိုင်မီထိုနေရာမှာပင်မိနစ်20လောက်ငြိမ်ကုပ်ပြီးထိုင်နေမိကြ၏ကျွန်တော်တို့ဤစီးပွားရေးလုပ်ငန်းကြီးသည်ပထမဦးဆုံးနေ့မှာပင် အဆုံးသတ်သွားလိမ့်မည်ပေါင်နာမုံတွေကိုလှဲခြင်းရင်ကျွန်တော်ကမိုက်ကိုလှဲကြည့်ပြီးဂျင်မီနဲ့သူ့ကောင်တွေ ပြောတာမှန်နေပြီထင်တယ်ကွငါတို့ကငမွဲတွေပဲဟုပြောလိုက်၏ ထိုစကားကိုကျွန်တော်ပြောချိန်တွင်ဖေဖေကကျွန်တော်တို့အနာမှထွက်ခါစဖြစ်၏။ဒါတို့မင်းတို့လက်မြောက်အရှုံးပေးလိုက်ရင်သာမွဲမှာကွ။အရေးကြီးဆုံးကမင်းတို့ဒီစုံတစ်ခုလုတ်လိုက်နိုင်တာပဲ။လူများစုဟာချမ်းသာဖို့စိတ်ကူးတွေယဉ်ပြီးဗဇက်ကပဲပြောနေကြတာ။မင်းတို့ကဒီစုံတစ်ခုလုတ်လိုက်နိုင်ပြီ။ဒါတို့နှစ်ယောက်အတွက်ဖေဖေအယံဂုံယူတယ်။ဖေဖေထပ်ပြောလိုက်အောင်မယ်။ ဆက်ပြီးစူးစားအရှုံးမပေးလိုက်နဲ့မိုင်းနဲ့ကျွန်တော်ထိုနေရာမှာပင်နှုတ်ဆက်စွာရပ်နေကြ၏ဖေဖေစကားတွေက နဝင်းချူပါသည်ဒို့ပေမဲ့ကျွန်တော်တို့ဘာလို့ရမြည်မှန်းမသိသေးဒါဆိုဖေဖေကတော့ဘာဖြစ်လို့မချမ်းသာတာလဲဟင်ဘာဖြစ်လို့လဲဆိုတော့ဖေဖေကကြောင်းစီယာအလုပ်ကိုရွေးခဲ့လို့ပေါ့ကွယ်ကျောင်းဆရာတွေကတထေးဖြစ်ဖို့တိတ်မစင်းစားကြဘူးကွတို့တွေက စာတင်မှုပဲအာတန္တာ မင်းတို့ကိုဖေဖေကူညီကြမှာတယ်ကွာဒါပေမဲ့ငွေဖြစ်အောင်ဘလို့လောက်ရမယ်ဆိုတာဖေဖေတကယ်ကိုမသိတာကွာမိုင်းနဲ့ကျွန်တော်တဖက်လှည့်ပြီးရှင်းလင်းရေးဆက်လုပ်နေသည်ငါသိပြီကွာဒါတို့နှစ်ယောက်ကြီးပွားချမ်းသာအောင်ဘလို့လောက်ရမယ်ဆိုတာလေးလာစီးဘူးခြင်းရင်ငါ့ကိုမမေးကြနဲ့မင်းဖေဖေကိုတွားမေးကွာမိုက်ကျွန်တော်ဖေဖေဟုတ်လား မိုက်ကမျက်နှာကိုရှုံ့မဲ့ပြီးမေးသည်ဟုတ်တယ်မင်းဖေဖေလေဖေဖေက ပြုံးပြီးထပ်ပြောသည်မင်းဖေဖေနဲ့ငါကဘန်မန်နေဂျာတယောက်ထဲနဲ့ဆက်ဆံနေတာအဲ့ဒီဘန်မန်နေဂျာကမင်းဖေဖေကိုအရန်ချီးကျူးတာကလားငွေဖြစ်အောင်လုပ်တဲ့နေရာမှာမင်းဖေဖေအရန်တော်တဲ့အကြောင်းငါ့ကိုတော်တော်များများပြောပြဘူးတကွကျွန်တော်ဖေဖေဟုတ်ရဲ့လားမိုက်မယုံမကြည်ထပ်မေးသည် ဒါဆိုအเจ้าကတထေးသားလေးတွေလို့ကျွန်တော်တို့မှာအပြန်စားကားတစ်စီးနဲ့အပြန်စားအိမ်တစ်လုံးဘာဖြစ်လို့မရှိရတာလဲဟင်ကားအကောင်းစားတစ်စီးနဲ့အိမ်အကောင်းစားတစ်လုံးရှိယုံလောက်နဲ့မင်းချမ်းသာနေပြီဒါမှမဟုတ်မင်းငွေရှာတတ်နေပြီလို့ပြောလို့မရဘူးလေဂျင်မီဖေကကြမ်းဆိုင်ခင်းမှာအလုပ်လုပ်တယ်သူနဲ့ငါနဲ့တိတ်မကွာလှပါဘူးသူက ကုမ္ပဏီတစ်ခုအတွက်အလုပ်လုပ်ပေးတယ်ငါကအစိုးရအတွက်အလုပ်လုပ်ပေးတယ်ကုမ္ပဏီကသူ့အတွက်ကားတစီးဝယ်ပေးတယ်တခြားကုမ္ပဏီကမနာရေးပြဿနာပေါ်နေပြီ မကြခင်အတွင်းဂျင်မီအဖေမှာဘာမှရှိတော့မှာမဟုတ်ဘူးမင်းဖေဖေကြတော့တမျိုးกว่าသူကအင်ပါယာကြီးတစ်ခုထူထောင်နေပုံရတကွငါထင်ပါတယ်နေ့အနေငယ်အတွင်သူဟာကြီးကြီးတဲ့ချမ်းသာသူတယောက်ဖြစ်လာလိမ့်မယ် ဒီစကားကြားရတော့မိုင်းနှင့်ကျွန်တော်တက်တက်ကြွကြွဖြစ်လာပြန်သည်အားသည့်မန်သည့်များဖြင့်အမိုက်တွေကိုဆက်ရှင်းကြသည်ပြက်သုံးသွားပြီဖြစ်သောကျွန်တော်တို့၏ပထမဆုံးလုပ်ငန်းကြီးမှထွက်ပေါ်လာသောအမိုက်များအမိုက်တွေလှဲရင်ကျင်းရင်မိုက်ဤဖေဖေအားဘလို့ပြောမည်ဘယ်တော့ပြောမည်ဆိုတာတွေတိုင်ပင်ကြသည်ပြဒနာကမိုက်ဖေဖေကအလုတ်တွေအရန်လှုပ်ပြီးတော်တော်ကြီးနောက်ကျမှအိမ်ပြန်လာလိရှိခြင်းပင် သူဖေဖေမှာကုန်လောင်ယုံတွေရှိသည်ဆောက်လုပ်ရေးကုမ္ပဏီတခုရှိသည်တန်ငွင်းဆက်စတိုးဆိုင်တွေရှိသည် နောက်ပြီးစားတောက်ဆိုင်သုံးဆိုင်ရှိသည် သူအိမ်ပြန်နောက်ကျလေးရှိခြင်းမှာ၎င်းစားတောက်ဆိုင်များကြောင့်ဖြစ်သည်တန်ရှင်ရေးလုပ်ငန်းပြီးသွားတော့မိုက်ကဘတ်စကာစီပီအိမ်ပြန်သွားသည်ထိုညသူဖေဖေအိမ်ပြန်ရောက်လျင်သူဖေဖေနှင့်စကားပြောမည်ကြည်ဝါချမ်းသာအောင်ဘယ်လိုလုပ်ရမည်လဲဆိုတာ ကျွန်တော်တို့ကိုတင်ပေးမည်လားဟုမေးမိသူဖေဖေနဲ့စကားပြောပြီးပြီးချင်းကျွန်တော်ထံတယ်လီဖုန်းဆက်မိဟု မိုက်ဂရိပေးသည်ညနေချင်းနှက်ပါစီဆက်ဖြစ်အောင်ဆက်မိပြောသည်ည၈နာရီ30တွင်တယ်လီဖုန်းခေါ်တမ်းမိလာသည်ကောင်းပြီနောက်စနေနေ့ဟုကျွန်တော်ပြောပြီးတယ်လီဖုန်းချလိုက်၏မိုက်နဲ့ကျွန်တော်ကိုတွေ့ဖို့မိုက်ဖေဖေကသဘောတူလိုက်ပြီတဲ့ စနေနေ့မနက်9:00နာရီခွဲတွင်မြို့ဤစင်ရသာရက်ွက်ဖက်သို့ကျွန်တော်ဘတ်ကားစီးလာခဲ့သည်